မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်။တရင်ကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်တောင်စုံလျက်စစ်တအားခွဲရုံရဲ့လုံခြုံရေးရဲတပ်ကြကြီးတင်လှပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ6ရက်နေ့ညနေ6နာရီအချိန်ကမှဘီလင်းမြို့နယ်ယွန်းတလင်းကုန်းကျေးရွာအုပ်စုယွန်းတလင်းကုန်းကျေးရွာလမ်းဆောင်အနီးမှာတောင်စုံလျက်စစ်ဒါအကွဲယုံကလုံးကြုံရင်းဆောင်ပြီးတော့ပြန်လာတယ်ရဲတက်ကြကြီးတင်လာပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်အခင်းဖြစ်တဲ့နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအကွဲယုံကနေဖမင်းစားပြန်ရင်းနဲ့အပြစ်ခံရပြီးတော့တေဆုံးသွားတာပါသူကဘီလင်းထဲမှာနေတာကြာပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထူးကြီးမြို့နယ်နဲ့မြင်းကြံမြို့နယ်အဆက်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခဲ့ရာစစ်ကောင်စီတပ်သား73ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းမိကတနက်73လက်တင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ9ရက်နေ့နဲ့6ရက်နေ့တွေမှာနထူးကြီးမြင်းကြံနယ်ဆက်မှာ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား73ဦးသေဆုံးက9ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့တနက်73လက်တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။နထိုးကြီးနဲ့မြင်းကြံနယ်စပ်မှာတိုက်ပွဲဖြစ်တာစစ်ခွေးအလောင်းတွေ73လောင်းရတယ်လက်နက်တွေတင်းစီရမိတာတွေလည်းရှိပါတယ်။ လက်နက်က73လက်ရတယ်စစ်ခွေး9កောင်အရှင်ဖမ်းမိတယ်တိုက်ပွဲက9ရက်နေနဲ့6ရက်နေကဖြစ်တာပါလို့ဒေတာတွင်သတင်းအရေးမြေကပြောကြားထားပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအင်အားအလုံးရင်းနဲ့လေကြောင်းလက်နက်ကြီးပစ်ကူများနဲ့နထိုးကြီးမျိုးနဲ့ညင်းညာမျိုးနဲ့အဆက်ကိုစစ်ကြောင်းထိုးနေပြီးတော့ထိတွေ့တိုက်ပွဲများလဲဆက်လက်ဖြစ်ပွားနေတယ်လို့တော်လိုင်းရေးသတင်းအရေးမြေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်နဲ့နေဆက် TO ချောင်းလမ်းကြားမှာရှိတဲ့မန်ဆောင်တရားကိုစစ်ကောင်စီကဒီကနေ့ဇွန်လ10ရက်နေ့မနက်7:00နာရီဝန်းကျင်မှာမိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တီးတိမ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ကမနက်မှာမန်ဆောင်တရားကိုတွားရောက်မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီးတော့တီးတိမ်နဲ့သုံးပိုင်ဝန်းကျင်ဝေးတယ်လမ်းစံရွာမှာရှိတဲ့အရသာပြည်သူတချို့ကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။တရားဘက်ကအသွားမှာရွာကလူငယ်တွေကိုဖမ်းပြီးတော့တအိမ်ထဲမှာစုပြီးတော့ဖမ်းထားတယ် သူတို့ကတရားကိုမိုင်းခွဲပြီးအပြန်မှာပြန်လွှတ်ပေးတယ်စစ်ကောင်စီတွေလည်းတီးတိမ်မျိုးတွေကိုပြန်ဝင်သွားပြီလို့ဒေသခံတို့ကပြောဆိုထားပါတယ်မန်ဆောင်းတရားဟာကလေးနယ်နဲ့ချင်းပြည်နယ်ကအိန္ဒိယနယ်စပ်တီအိုချောင်းကိုတွာလာဖို့အသုံးပြုတဲ့အဓိကမြေကူးတရားတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို၃ရက်ဇက်တိုက်တိုက်ခတ်ခဲ့ရာစစ်ကြောင်းမှုအပါအဝင်၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကဆက်လင်းမြို့နယ်လင်းစင်းရဲစခန်းကအင်အား80ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဇွန်လ9ရက်နေ့အထိ၃ရက်ဇက်တိုက်အချင်းချင်းလိုက်လံတိုက်ခတ်ခဲ့ရာစစ်ကြောင်းမှုဖြစ်သူအပါအဝင်အရာရှိ၃ဦးသေဆုံးခဲ့ပြီးတော့၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။အောင်မြင့်မြတ်အတွက်ဂလဲစားခြေနိုင်ခဲ့လို့ ရဲဘော်တွေပျော်နေကြပါတယ်၃ရက်ဇက်တိုက်ဖြစ်တာဆိုတော့သူတို့လည်းဒရဂျန်းကိုပြစ်နေတာပါ၅ရက်နေ့ကစဖြစ်တာ၇ရက်နေ့ညနေ၃နာရီလောက်မှာသူတို့ဘက်ကကြည်အင်အားနှဲပြီးတော့သူတို့ဆက်လက်တွေကပြတ်ပြီးပြစ်မရတော့လို့ပြန်ဆုတ်သွားတာလို့ဖျဲသည့်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်၁တရင်အမှတ်၄တရင်အမှတ်၅တရင်စလင်းပတ်ကဖဒေါင်းစစ်အောင် SLN LPDF မကွေးခရိုင်တရင်တက်မကွေးလက်ယုံ drone အဖွဲ့နဲ့မိုးချိုးပြောက်ကြားတရင်တရတက်တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝေမြို့နယ်ကြောင်မဲတောင်ရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီရင်တန်းနဲ့ခြေလင်းစစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က10ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့မွန်လွယ်12နာရီခွဲအချိန်ကမှဒဝေမြို့နယ်ကြောင်မဲတောင်ရဲစခန်းကဒဝေမြို့ဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရင်တန်းနဲ့အင်အားတရာခန့်ပါတဲ့ခြေလင်းစစ်ကြောင်းကိုပကတ်ကြီးရွာလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းကစစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို KNL တပ်မဟာ6တိုက်ရဲ29နဲ့ဗာထူးတပ်မတော် BH ခြေတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုစစ်ရဲအရှိန်ဟုန်မြင့်ပြီးတော့အမြင့်ပြတ်ခြေမုံတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ရဲအသည့်ဒရိနဲ့တွာလာနေထိုင်ကြရန်နဲ့ပြည်သူကာကွယ်အဖွဲ့များရဲ့တရားဝင်အသိပေးထုတ်ပြန်ချက်များကိုလေးစားစွာလိုက်နာကြရန်နဲ့အကြမ်းဖက်စစ်က ောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုနိုင်ငံရဲ့နေရာဒေသအသီးသီးမှာအဓိကထားပြီးတော့အသုံးပြုတိုက်ခိုက်လာတဲ့အတွက် ပြည်သူများအနေနဲ့လေကြောင်းတိုက်ခိုက်မှုအနေရကနေကာကွယ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများကိုလှုပ်ဆောင်ထားကြရန်ဗာထုတက်မတော် BHA ကတိုက်တွန်းထားတယ်လို့သိရပါတယ်။အကြံဖတ်စစ်ကောင်စီရဲ့လက်ကင်ဒုတ်ဖြစ်တဲ့ပြူစော်တီများပြည်သူ့ဆက်အဖွဲ့ဝင်များနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့တက်နိုင်ငံလုံးအတိုင်းအတာနဲ့ကြာဆုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့အတွက်အကြံဖတ်စစ်ကောင်စီကိုဆုံးခွာပြီးတော့ပြည်သူရင်ဝင်ကိုအမြန်ဆုံးခေလုံကြရန်ဗာထုတက်မတော် BHA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။သတင်းကတော့သခိုင်းဒေတာရွှေဘုံမြို့မှာရှိတဲ့တက္ကသိုလ်ကျောင်းမှာတက်ဆွဲပြီးတော့ပြည်သူတွေစီကနေမတရားဆက်ကြီးကောက်ယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဇွန်လ9ရက်နေ့မှာ drone နဲ့ဘုံးတီးကျက်ချတိုက်ခတ်ရာစစ်ကောင်စီဘက်ကတအုပ်သေးဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Facewind drone ကိုအသုံးပြုကဘုံးတီးနှလုံးကျက်ချတိုက်ခတ်ခဲ့တာဖြစ်ပြီး ပြစ်မှတ်ကိုထိမှန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဥတီရမဲ့ပြစ်ခတ်နေကြောင်းနေစီမချရွှေဘူသားအဖွဲ့ဝင်တဦးကပြောပါတယ်ပြစ်မှတ်ကိုတေချာထိလို့ခွေးတကောင်ငရဲရောက်သွားပါတယ်မရှင်ကိုလုံနိုင်ဖို့အကူအညီတွေလည်းလိုအပ်နေလို့ပြည်သူတွေကိုကူညီပေးကြပါလို့ပြောချင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုနေစီမချရွှေဘူသား local pdf Face Wing Drone တပ်ဖွဲ့ Black Wolf တပ်ဖွဲ့မတထောင်တကောင်ဘွားတပ်ဖွဲ့ဖေဘိုခရိုင်တပ်ရဲအမှတ်၅၅ကြောင်းလက်သေးဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်တရင်ကတော့တနင်္သာရီတိုင်းဒေသကြီးရေပြူမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာ၃ရွာမှာအခုဇွန်လ၂ရက်နေ့ကအင်အား90ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ဒေသခံအိမ်တော်စု200ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရေပြည်မြို့နယ်မှာရှိတဲ့စိန်ဘုံရွာအနီးမယန်းချောင်းရွာတာယာမွန်ရွာနဲ့ကင်မွန်းချောင်းရွာစတဲ့ရွာများအတွင်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ဒေသခံများအနေနဲ့ဇွန်လ၄ရက်နေ့ကထွက်ပြေးတိမ်းရှောင်နေရကြောင်းစစ်ဘေးတိမ်းရှောင်နေရတဲ့ဒေသခံတအုပ်ကပြောကြားထားပါတယ်ဒီလပထမဘက်ထဲကစပြီးတော့ရွာတဲကိုစစ်ကြောင်းထိုးတာအဲ့တော့အနီးနားကရွာတွေကလည်းထွက်ပြေးရတာပေါ့နီးတဲ့နေရာတွေတောတွေတဲကိုထွက်ပြေးရတယ်ဒီဘက်မှာကမကြာခဏစစ်ကြောင်းထိုးတာတွေရှိတယ်မိုးတွင်းမှာဆိုတော့ဒုက္ခပိုရောက်တာပေါ့ အခုချိန်ထိကိုအေးအေးချမ်းချမ်းမနေရပါဘူးလို့ပြောကြားထားပါတယ်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ကျေးရွာအတွင်းမှာတပ်ဆွဲခြင်းတွေအပြင်စစ်ကြောင်းထိုးဝင်ရောက်လာရလမ်းတစ်လျှောက်မှာလည်းကင်းပုံးချနေရာယူထားခြင်းများကိုလှုံ့ဆော်နေပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတော့လဲတိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်အခုလိုမျိုးထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်တယ်လို့ဒေသခံများကပြောကြားထားပါတယ်ဒါအပြင်ဝင်ရောက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ မြည်သည့်တရင်တက်ဖွဲ့ကဖြစ်လဲဆိုတာကိုအတိအကျမသိရသေးတော့လဲအဲ့ဒီဒေသမှာရေပြူအခြေဆိုင်ချင်းမြန်တရင်ခမရ400ခွန်တက်ဖွဲ့ဝင်များကအ धिक လှုပ်ရှားနေကြောင်းနယ်မြေကန်တော်လိုင်းအင်အားစုများထံကနေပြီးတော့သိရပါတယ်စစ်ကောင်စီအနေနဲ့ချင်းမြန်များအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ရမှာလဲလက်နက်ကြီးလက်နက်ငယ်များကိုရန်တမ်းပစ်ခတ်မှုများကိုလှုံ့ဆော်လေးရှိပြီး နေအိမ်များကိုမိရှုဖျက်ဆီးမှုများကိုပါလှုပ်ဆောင်လေးရှိတဲ့အတွက်ကြောင့်ဒေသခံများအနေနဲ့နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ရေပြူဒေသခံများကပြောဆိုခဲ့ပါတယ်။ဒါအပြင်ဒေသခံများအနေနဲ့အခုလိုမိုးရင်းကာလနီးစပ်ရာတောတောင်များအတွင်းကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကြောင့်အဲ့ဒီစစ်ပေးရှောင်များအတွက်အမိုးအကာနဲ့တာလီဘန်များလက်တလုံးမှာအရေးပေါ်လိုအပ်နေကြောင်းကိုလည်းစစ်ပေးရှောင်အနီးကပ်ကူညီပေးနေတယ်။မြေပြင်တာဝန်ခံများကပြောဆိုခဲ့ပါတယ်။စစ်ပေးရှောင်ကူညီသူတို့ကအခုဆိုရင်မိုးရင်းဆိုတော့ပိုဆိုးတယ်သူတို့အတွက်က မိုးရွှဲမှာရုတ်တရက်ပြေးလာရတာဆိုတော့တာလဘတ်တွေကအဓိကဖြစ်သွားတယ်ပြီးတော့ဆူဆူဆွဆွနဲ့ချင်းကကြိုက်တော့သွေးလွန်တုတ်ခွေဖြစ်မှာကိုစိုးရင်ရတယ် လှူတဲ့သူတွေကလည်းအဲ့ဒီလောက်မရှိတော့စေဝါးတွေလိုအပ်နေတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ရေပြည်မြို့အနီးမှာရှိတဲ့ကလင်အောင်မြို့အခြေစိုက်စစ်ကောင်စီရဲ့ချင်းမြန်တရဲခမရ408ခမရ409နဲ့ခမရ410တရဲများကိုတော်လိုင်းအင်အားစုများကအရင်လမ်းများကလည်းဝင်ရောက်တိုက်ခိုက်မှုများတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်အထိစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာကြေးရွာအတွင်းမှာတပ်ဆွဲနေထိုင်နေသေးတဲ့အတွက်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံများဟာနေအိမ်ကိုမပြောင်းနိုင်ကြသေးပဲနီးစပ်ရာတောတောင်တွေများမှာ ဖြစ်တယ်လို့နေထိုင်စားသောက်နေရပြီးတော့အကူအညီများလဲလိုအပ်နေကြောင်းနှိစက်တဲ့ဒေသခံတွေကပြောပါရယ်ပြီးခဲ့တဲ့ AP လမှာတနင်္သာရီတိုင်းအတွင်းတိုက်ပွဲများကြောင်းနေရက်ကိုဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်လူဦးရေဟာ9981ဦးအထိရှိနေပြီးတော့လက်ရှိမှာအရေးအတွက်ပုံမှုများပြားလာနိုင်ကြောင်း FE5 တနင်္သာရီသုတေသနအဖွဲ့တစ်ခုကအစီရင်ခံစာတင်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ